မခဏီပြမန္တလေးတိုင်းမြင်းကျက်ခရိုင်ငစုံမြို့နယ်မြို့သားရေစကန်ကစစ်ကောင်စီတပ်ဖွဲ့ကိုလက်နက်ကြီးတွေအပြင်လက်နက်ငယ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နိုင်ငံကြီးပြောကြားတပ်ဖွဲ့မြင်းကျက်စီကသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲပူးပေါင်းအင်အား90ခန့်ရှိတဲ့မြို့သားရေစကန်ကိုဇွန်လ10ရက်မနက်အစောပိုင်း9နာရီခွဲလောက်မှာ60မမ5လုံး40မမ3လုံးနဲ့စတင်တိုက်ခိုက်ပြီးနောက်လက်နက်ငယ်တွေနဲ့ပါအနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ် အပြန်လည်ပြစ်ခတ်မှုနိုင်ရွယ်လောက်ဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကတအူးတည်ဆုံးက၄ဦးတင်ရရသွားတယ်လို့နိုင်ငံကြီးပြောကြားတက်ဖွဲ့နင်းချက်တာဝန်ခံကပြောပါတယ်။မနေ့က၈ရက်နေ့ကပေါ့နော်အမနာစော9နာရီခွဲလောက်ပေါ့နော်အဲမျိုးသားရဲစခန်းကိုသွားတိုက်ခဲ့တိုက်ခတ်ခဲ့တာပါဗျာ။ကျွန်တော်60မမ၅လုံးသူ့ခဲ့တယ်နောက်ပြီးတော့ဟိုဟာ40မမ3လုံးသူ့ခဲ့တယ်နောက်ပိုင်းလက်နက်ငယ်တွေနဲ့ဒီအနီးကဝင်ပြစ်ခဲ့တယ်။ဒီက150ဝန်းကျင်ပေါ့ ကျန်ရတဲ့နေအောင်ကြအဲ့လောက်ကနေပြီးတော့ဖြစ်တာဗျ။အဲသခန်းထဲမှာပဲတိကျပေါက်ကြားရောက်တာဗျ။ဟုတ်ဟိုဟွာဖြစ်တာကလက်ငယ်ကြီးရောလက်နက်ငယ်ရောအကုန်လုံးပြည့်တဲ့နေရာမှာတော့ပေါ့။တယောက်ကတော့တစ်ခါတည်းတည်သွားတယ်ဗျ။အဲ့မဲ့လေးယောက်ကတော့အဲ့မဲ့ခံရပြင်းထန်တော့ရရှိရလို့ကျွန်တော်သိရပါတယ်ဗျ။ဒီတိုက်ခတ်မှုကိုနိုင်ငံကြီးပြောကြားတပ်ဖွဲ့မြင်းကျန်စစ်ငိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မစုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်မှာမြို့သားရဲစခန်းအနီးကခရီးသွားပြည်သူ20ဦးခန့်ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးပြန်လွတ်ပေးခြင်းရှိမရှိကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလ12ရက်ကလည်းငစုံမြို့နယ်ရွှေတောင်ကျေးရွာနေအုတ်ချိုအမူဦးထွန်းဦးကိုနိုင်ငံကြီးပြောကြားတပ်ဖွဲ့မြင့်ချက်ကပြစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။